မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ31ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းမုံရွာမြို့မြို့ပတ်လမ်းမှာမနေ့ကစစ်ကောင်စီအုပ်စုကိုတိုက်ခတ်ရာ၄ရောက်တည်ပြီးတော့တနက်၄လက်တင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ30ရက်နေ့မနေ့၈နာရီခွဲကမုံရွာမြို့ပတ်လမ်းမှာစစ်ကောင်စီအုပ်စုရဲ၄ရောက်ပါတဲ့ အဖြူရောင်ကားတစ်စီးကိုမုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပလဖတ်ရကြီးဒုတာဝန်ကအဖွဲ့ဒီပေးရင်မြို့နယ် local mobile team နဲ့ဘူးတလယ်မြို့နယ် mobile team တို့သုံးဖွဲ့ပူးပေါင်းပြီးတော့ကိုမိုးကောင်းကစစ်ကြောမှုအဖြစ်နဲ့ဦးစီးပြီးတိုက်ခိုက်ခဲ့တာလို့ဆိုပါရယ်ရဲခွေးအင်အား၄ယောက်ပါတဲ့ကားအဖြူရောင်တစ်စီးကိုမုံရွာမြို့ဘက်လမ်းကကင်းပုံးဝစ်ပြီးတော့ရှင်းလင်းခဲ့ရမှာရဲခွေး၄ခေါင်တည်တဲ့ G3 တလက် M4A1 တလက် MA30 စက်ကလေးနှစ်လက်ဖုန်း၄လုံး G3 ကြည်စံ118တောင်း 9mm ကြီး90တောင်း 5.56 NATO ကြီ20တောင်းလို့တိန့်စီရမိခဲ့တယ်လို့ဒီပဲရင်မျိုးနဲ့ local mobile team ကဖော်ပြထားပါတယ်။မုံရွာမျိုးရဲ့အရှိတ်ဘတ်မျိုးပလံဇလုတ်အဝိုင်းဘတ်နဲ့ကမ္မကျေးရွာချားမှာလမ်းသွားလမ်းလာပြည်သူတွေကိုလက်နက်ပြပြီးတော့မိုက်ကြီးခွဲငွေညက်နေတဲ့စစ်ကောင်စီအုပ်စုရဲတွေပြစ်ခတ်ခံရတာဖြစ်ပြီးတော့တိုက်ဆုံသွားတဲ့လူတွေဟာရဲအုပ်ကျော်ဝင်းသူရဲဒုတက်ချက်ကျော်စွာရဲတပ်သားတိမ့်ထိုက်ဆိုးနဲ့ညီညီဆိုးပိုင်တို့ဖြစ်တယ်လို့ ုံရွာမြေပြင်ကင်းထောက်တွေကဆိုပါတယ်ပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာမုံရွာအရာတော်ရွှေဘိုလန်းဇလုတ်အဝိုင်းဘက်မှာပြည်သူတွေကိုလက်နက်ပြမိုက်ကြီးခွဲနေတဲ့စစ်ကောင်စီအုပ်စုရဲ့စစ်ကား၃စီးရောက်လာပြီးတော့ပြစ်ခတ်မှုဖြစ်တဲ့နေရာအနီးကကံမရွာကိုစီးနှင်းကအကြမ်းဖက်တောင်းချမ်းခဲ့တယ်လို့ဒေသခံတော်လှန်ရေးအင်အားစုတွေကပြောပါတယ်ပြစ်ခတ်မှုဖြစ်တဲ့နေရာကိုရောက်လာတဲ့စစ်ကောင်စီအုပ်စုကပတ်ဝန်းကျင်ကိုအော်ဟစ်ဆဲဆိုပြီးတော့ရန်ကားပြစ်ခတ်တောင်းချမ်းခဲ့တယ်လို့ကံမရွာကိုစီးနှင်းဝင်မှွေပြီးတော့ဒေသခံပြည်သူတွေကိုလမ်းပေါ်မှာဒူးထောက်ခိုင်းကာ နေဘူးလှမ်းပြီးတော့15ဦးထက်မနည်းကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆိုပါတယ်။ကံမရွာတွေကအမျိုးသမီး9ယောက်နဲ့အမျိုးသား10ယောက်ကျော်ကိုဖမ်းသွားတယ်။မကြီးရွက်ခူးနေတဲ့မိန်းမကြီးတွေကရေတွင်းတူးနေတဲ့ယောက်ျားလေးတွေရောတွေ့သမျှကိုအကုန်ဖမ်းသွားတာလို့ပြောဆိုခဲ့ပါတယ်။စစ်ကောင်စီအုပ်စုကအခု2024ခုနှစ်နှစ်ဆန်းပိုင်းကစတင်ပြီးတော့မုံရွာမျိုးပတ်လမ်းဘေးကရွာတွေအပါအဝင်မုံရွာမျိုးနဲ့ငားမိုင်ပတ်လည်အတွင်းကကြေးရွာပေါင်း73ရွာထက်မနည်းကိုစီးနင်းလူရမိရှုဖျက်ဆီးခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်အရှိဖုံးကံကျေးရွာနယ်မိသွေးကံကြားမှာစစ်တီနဲ့အရာရှိနှုတ်လိုက်ပါလာတဲ့ကားတစ်စီးကိုပြစ်ခတ်တိုက်ခတ်ရာစစ်သားတဦးတနက်နှစ်လက်နဲ့ကြီးစံများစွာနဲ့အတူဖမ်းဆီးရမိခဲ့ပြီးတော့အရာရှိဖြစ်တဲ့စစ်ဗိုလ်ကတော့ဒဏ်ရာရီနဲ့ထွက်ပြေးလွတ်မြောက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။မေလ28ရက်နေ့ညနေ9နာရီခွဲအချိန်ကပခုတ်ကူမြို့နယ်အရှိဖုံးကံကျေးရွာအတွင်းကိုစစ်သား6ဦးလာရောက်ပို့ဆောင်ပြီးတော့ပခုတ်ကူမြို့ဘက်ကိုပြန်လည်ထွက်ခွာလာတဲ့အိမ်စည်းမတူးကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီရင်မော်မှာပါလာတဲ့အကြမ်းဖက်စစ်ဗိုလ်တဦးနဲ့စစ်သားနှစ်ဦးတို့အနက်စစ်သားဖြစ်တဲ့သူကို MA3 အမျိုးအစားတနက်တက်လက် MA5 အမျိုးအစားတနက်တက်လက်ကြီပေါက်နှစ်ခု G 56တောင်းတို့နဲ့အတူဖမ်းဆီးရမိခဲ့ပြီးတော့ကားပေါ်မှာပါလာတဲ့စစ်ဗိုလ်ဖြစ်တဲ့သူကတော့ဒဏ်ရာရင်းနဲ့ထွက်ပြေးသွားတယ်လို့သိရပါတယ်အရှိဖုံးကန်ရွာကိုလာတော့ကတော့ခွေးချောက်ကောင်ကိုလာချတာအပြန်ကိုစောင့်ပြီးတော့ပြစ်လိုက်တော့ခွေးနှစ်ကောင်ပဲပါလာတာဒကောင်ကိုတော့အရှင်ဖမ်းမိတယ်။ MA3 တက်လက် MA5 တက်လက်ရရတယ်။ ကြီပောက်ကနှစ်ခုကြီက56တောင်းနဲ့ဂန်းထဲမှာကြံတာပါတယ်အတူကကြီ9တောင်းပါတယ်နှစ်59ကဘူပေါ်ဘူကတော့လွတ်သွားတယ်ဒဏ်ရာရီနဲ့ထွက်ပြေးသွားတယ်လို့ King Cobra PDF အဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်အခုလိုမျိုးပြစ်ခတ်တိုက်ခိုက်မှုအတွဲမှာအရှိဘုံကန်ကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကလက်နက်ကြီးများနဲ့ပြစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့ပြီးစစ်ကူများလည်းအလျင်မှန်ရောက်ရှိလာတဲ့အတွက်ကြောင့်အပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲ10မိနစ်ခန့်ထပ်မံဖြစ်ပွားခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တအူးမစိုးရင်ရချီစံထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကို King Cobra People Defense Force ပခုတ်ကူခရိုင်တပ်ရင်း16တပ်စု3တပ်ခွဲ3ဒေါင်းညီနောင်တပ်ဖွဲ့နဲ့ပြည်သူ့အာမန်ပြည်သူ့ကာကွယ်တပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းကြောက်တကားမြို့နယ်မြို့ချောင်းနယ်စိန်ကန့်လက်ရုံးမှဖြတ်လန်းပိုင်းမှာ ၄ရက်ဇက်တိုက်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား35ဦးတေဆုံးက PDF ရဲဘော်9ဦးကြာဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ26ရက်နေ့မနက်10:00နာရီကမှကြောက်တကားမြို့နယ်အပိုင်းဘကိုးရုံးမှအတွင်းမှာရှိတဲ့မြို့ချောင်းစိန်ကန့်လက်ရုံးမဖြတ်လန်းစစ်နာမိုင်ကိုတက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတာဝတီခိုင်တိုက်ရဲ383နှစ်တက်ခွဲ9ရဲ့ ်ဗျူဟာစစ်ကြောင်းကအသင့်ဆောင်ကြိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားတအုပ်တိုင်ဆုံးပြီးတအုပ်တိုင်ရရှိခဲ့တယ်လို့သိရပါဗျ။မေလ28ရက်နေ့မွန်လွယ်7နာရီကမှမြို့ချောင်းစိန်ကန့်လက်ရိုးမဖြက်လန်း18မိုင်ကိုစစ်ကား6စီးနဲ့အတူခြေချင်းတက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းရဲဘော်များကဗရီတာမိုင်း3လုံးနဲ့ဆောင်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး40မမ4လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား5ဦးပွဲချင်းပြီးတေဆုံးကအများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ မေလ28ရက်နေ့မွန်လွဲတနအီကမှမြို့ချောင်းစိန်ကန့်လက်ရိုးမဖြက်လန်း18မိုင်အနီးမှာရှိတဲ့တော်လိုင်းတပ်ဖွဲ့ကယာယီစခန်းကိုတက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဗရေသာမိုင်း6လုံးနဲ့စောင့်ကြိုမိုင်းဆွဲတိုက်ခတ်ရာစစ်ကောင်စီတပ်သား12ဦးသေဆုံးပြီးတော့အများပြားထိခိုက်ဒဏ်ရာရရှိကအပြန်အလှန်ပြစ်ခတ်မှုအတွင်းမှာတော်လိုင်းရဲဘော်ကြော်ကြားနဲ့ရဲဘော်မိုးဆက်တို့ကြာဆုံးခဲ့တယ်လို့သိရပါဗျာ။ ဲ့ဒီတိုက်ပွဲတွေအတွင်းမှာအချမ်းဘက်စစ်ကောင်စီဘက်ကဆက်လက်နဲ့လက်နက်ကြီးတွေအပါအဝင် drone များကိုအသုံးပြုတိုက်ခိုက်ခဲ့ပြီးတော့တော်လိုင်းတပ်ဖွဲ့များဟာလက်နက်အင်အားကွာခြားချက်ကြောင့်စခန်းကနေပြီးတော့ဆွန့်ခွာပေးလိုက်ရပြီးလက်လုတ်တနက်၃လက်နဲ့ရှေ့ထွက်ပိုင်း၄လုံးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။မေလ29ရက်နေ့မနက်7:00နာရီကမှမြို့ချောင်းစိန်ကန့်လက်ရိုးမဖြက်လန်း19မိုင်ကိုတက်လာတဲ့အင်အားတရာခန့်ရှိတဲ့အချမ်းဘက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကစောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ရာအပြန်အလှန်ပစ်ခတ်မှု ၄နာရီခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား18ဦးတေဆုံးကအများပြဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။29ရက်နေ့ကတေတဲ့စစ်ခွေး18ကောင်ကို4ကနဲ့12မိုင်ကိုတဲပြီးတော့အဲ့ဒီကနေလူနာတင်ကားနဲ့တဲတာတေတဲ့စစ်ခွေးက35ကောင်ထဲမှာပြူစောထီတွေပါပြီးတော့အဲ့ဒီပြူစောထီအလောင်းတွေကိုတော့ရုံးမထဲမှာမြုပ်ခဲ့တယ်။စစ်ခွေးအလောင်းပဲကားနဲ့ပြန်တဲတာခြေပြတ်တဲ့6ကောင်ကိုပရဟိတအတင်ကားနဲ့တဲတယ်။35ကောင်ကမျက်မြင်တေဆုံးတာကိုအတီးပြုတ်ထားပါတယ်။ တေဆုံးသူပိုများနိုင်တယ်လို့တာအော်ဒီခန် PDF ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။မျိုးချောင်းစိန်ကန့်လက် ရုံးမဖြတ်လမ်းပိုင်းမှာတာအော်ဒီခန်တရင်383နှစ်တက်ခွဲ9နဲ့အကြမ်းဖက်စေကောင်းစီတို့တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်တဲ့အတွက်ကြောင့်ပြည်သူတွေအနေနဲ့ရုံးမအတွင်းကိုသွာလာမှုများမပြုတ်လောက်ကြရန်တာအော်ဒီခန် PDF ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းတာယာဝတီမြို့ ကွက်တဲ့ရက်ကွက်ကမောင်ဝင်းမြင့်တွင်ကိုစစ်မှုထမ်းဖို့အတွက်ရက်ကွက်အုပ်ချုပ်ရေးမှုလှမင်းကအတင်းအဓမ္မဆင့်ခေါ်တဲ့အတွက်ကြောင့်မောင်ဝင်းမြင့်တွင်ရဲ့မိခင်ဒေါ်ကြီးကြီးချိုဟာတားဖြစ်သူအတွက်ပူဆွေးတော့ကရောက်ရာကနေပြီးတော့နှလုံးရောဂါနဲ့ကွယ်လွန်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တာဝရီမျိုးကွက်တဲ့ရက်ကွက်ကရက်ကွက်အုပ်ချုပ်ရေးမှုလှမင်းကစစ်မှုမထမ်းလိုပါကလူငယ်တအူးကိုငွေကျပ်9သိန်းပေးရမယ်ဆိုပြီးတော့ငွေ9သိန်းကောက်ခံခဲ့ပါတယ်။ဒါပေမဲ့ငွေ9သိန်းပေးထားတဲ့လူငယ်များကို စစ်မှုထမ်းရန်အတွက်ဆင့်ခေါ်လာပြီးတော့အဲ့ဒီအထဲမှာမောင်ဝင်းမြင့်တွင်လည်းပါဝင်လာတယ်လို့သိရပါတယ်။ငွေ9သိန်းပေးထားတာတောင်မှစစ်မှုထမ်းဖို့အတွက်နာမည်စရင်ပါလာတဲ့အတွက်ကြောင့်မောင်ဝင်းမြင့်တွင်ရဲ့မိခင်ဒေါ်ရီချိုဟာတားဖြစ်သူအတွက်ပူဆွေးတော့ကရောက်ပြီးတော့ကွဲလွန်သွားတယ်လို့သိရပါတယ်။လူငယ်တွေကိုစစ်ထဲမဝင်ခြင်းတယောက်9သိန်းပေးရမယ်ဆိုလို့မိဘတွေကငွေ9သိန်းပေးကြတယ်။ဒါပေမဲ့ရက်ကွက်အုပ်ချုပ်ရေးမှူးလှမင်းကစစ်မှုထမ်းရမယ်လူငယ်9ဦးရဲ့စည်ရင်းကိုထုတ်တော့မောင်ဝင်းမြင့်တွင်ပါလာတယ်။ အဲ့ဒီမှာသူ့အမေဒေါ်ကြီးချိုကတားဖြစ်သူရဲ့စိတ်နဲ့ပူဆွဲပြီးတော့တားစိတ်နဲ့ကွဲလွန်သွားတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။စစ်မှုထမ်းဖို့အတွက်ဆင့်ခေါ်ခံရတဲ့မောင်ဝင်းမြင့်တွေရဲ့မိခင်ဒေါ်ကြီးချိုဟာမေလ20ရက်နေ့မှာကွယ်လွန်ခဲ့ပြီးတော့မိခင်ရဲ့နာယီရက်လယ်နေ့မှာပဲမောင်ဝင်းမြင့်တွင်ကိုစစ်မှုထမ်းဖို့အတွက်လာရောက်ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။မောင်ဝင်းမြင့်တွင်ကပိတ်ရန်လုပ်ပြီးတော့ညီငယ်ညီမငယ်လေးတွေနဲ့မိခင်ကြီးကိုလောက်ကန်ကျွေးနေတာသူ့ဖေဦးမြင့်ကျော်ကလွန်ခဲ့တဲ့၄နှစ်လောက်ကဆုံးသွားတာအခုတော့စစ်သေးကိုအတင်းကျပ်ခေါ်ခံလိုက်ရပြီ။ သူ့ကိုစစ်ထဲအခေါ်ခံရလို့သူ့အမေကလည်းသူ့ရဲ့သားစိတ်နဲ့ပဲဆုံးသွားတယ်။သူ့အမေဆုံးပြီးတော့လည်းစစ်ထဲအသွင်းခံလိုက်ရတာပဲလို့ဒေသခံပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ။